နော်ကိုကိုယ်တိုင်ကလည်းမူကြတနိုင်ငံလုံးလည်းအဲတော့တက္ကသိုလ်ဆရာကြီးရဲ့စီတက်နိုင်တဲ့လူနဲ့တဲ့ဟိငါတို့မူကြတန်းကတော့များတယ်ဟုတ်တယ်မလားအဲ့ဒါပဲအဲ့ဒါပဲအခုကြည့်ဘုဒ္ဓဘာသာဘယ်ပေါ်အခြေခံလဲမေးဘုရားရဲ့အဆုံးအမဘောမှာအခြေခံတယ်ပြန်ပြော ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တကိုးပေါ်မှာအခြေခံလားမှန်ပါဗျာဘုံတော်ပေါ်မှာအခြေခံလားမှန်ပါဗျာကံတော်ပေါ်မှာအခြေခံလားမှန်ပါဗျာဉာဏ်တော်ပေါ်မှာအခြေခံလားမှန်ပါဗျာမဟုတ်ပါဘူးဒါပေမဲ့ယူဒဉာဏ်ဆိုတာလည်းဘုရားရဲ့အရာသာဖြစ်ပါတယ်တို့လက်လံမမီပါဘူးဘုရားကသဗ္ဗညုတဉာဏ်သဗ္ဗံဇာနန္တိတိသဗ္ဗညု တပံအလုံးစုံသောဇာနံတိတိတိုက်တိသင်တိတိုက်တိအပ်သောတရားမှန်သမျှကိုတိသောကြောင့်တပိညုလို့ခေါ်တဲ့ဘုရားညံတော်သည်ဘုရားရှင်တဦးသာလျှင်ပိုင်ဆိုင်တယ်ဂျန်လက်လူဘုရားရဲ့ညံတော်ကိုခံမှန်း၍တောင်ခမားလို့ကြွလို့မတိနိုင်ပါဘူးတဲ့အဲ့ဒီတိထားလို့မရတဲ့ကမှဥစဉ်တို့တော်တော်ကောင်းတို့တိနိုင်သလောက်တတ်နိုင်သလောက်နားလည်နိုင်သလောက်ကလေး ခွဲဟောထားတဲ့ပါလေအစုံအမရှင်းလားဒါမလို့ဗုဒ္ဓဘာသာဆိုတာကိုကဘာခေါ်တာလဲဘုရားရဲ့အစုံအမဗုဒ္ဓဘာသာဝေဆိုရင်ဘယ်လိုဖြစ်ရလဲဘုရားရဲ့အစုံအမကိုလိုက်နာจิตသုံးတဲ့လူတွေဖြစ်ရမယ်โอเคဒေဝဆရာတော်ကဗုဒ္ဓဘာသာဆိုတာ မြတ်စွာဘုရားရဲ့အဆုံးအမသာသနာဖြစ်ပါတယ်ဆုံးမရဲဆိုတာကမိဘကသာသမီကိုဆုံးမတယ်လို့မျိုးဒီလောက်ပဲယူရပါမယ်တကိုးတွေညံတော်တွေမယူရဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့အဆုံးအမဆိုတာဒီအကြောင်းအကျိုးအမှားအမှားဖြစ်ပါတယ်မှားရင်မှားကြောင်းကြည့်ရမှာဖြစ်ပါတယ်မှန်ရင်မှန်ကြောင်းချီးကျူးရမှာဖြစ်ပါတယ်ဒါမှသာ မားတဲ့ဟာဒီဖယ်ရှားပြီးတော့မှန်တဲ့ဟာဒီအားများလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်မားတယ်လည်းမပြောဘူးမှန်တယ်လည်းမပြောဘူးဆိုရင်ဒါဟာအကြောင်းမဲ့ဝါဒဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဒီမှားတယ်မှန်တယ်ပြောခြင်းအပြင်လူသားတွေဒီလူဖြစ်ကြောင်းတရားတွေကိုအင်အားကြီးအောင်လုပ်ပြီးတော့ မတူတော်တရားတွေကိုအင်အားနဲ့အောင်လုပ်တဲ့လက်စင်တာဖြစ်ပါတယ်အခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ